ရိုမာနိုရဲ့ဟော့ဖြစ်ခဲ့တဲ့သတင်းများမင်္ဂလာပါကုခဲစ်တဖုတ်ဘောရှူအနီကျွေးသွားရဲကျွန်တော်ကုခဲမှာမနေ့ကရိုမာတိုတင်ခဲ့တဲ့သတင်းတွေရမှာပြည်သက်စိတ်ဝင်စားမှုမြင်မာခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်သွားကြပါမယ်။မနေ့ကတော့များသောအားဖြင့်အသင်းတချို့ရဲ့ ကစားသမားအသစ်တွေမိတ်ဆက်ပွဲပြုလုပ်ခဲ့တယ်တရဝင်ဂျာစီဝစ်ပြီးတော့ဒါကြေညာခဲ့တယ်ပေါ့ဗျာဒီထဲမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှုတဲ့မာဒီယက်စ်ခူးညာနဲ့ရီယယ်မက်ဒရစ်အသင်းကနေဒီနေ့ရာသီမှာခေါ်ယူခဲ့တဲ့ထရန့်အလက်ဇန္ဒားအာနိုတို့ရဲ့ ဒါမိတ်ဆက်ပွဲတွေနော်ဂျာစီအစ်စ်ဝတ်ပြီးတော့တပုံရိုက်တဲ့မြင်ကွင်းတွေကပြိသက်ဂျားထဲမှာတော်တော်ရေပန်းစားခဲ့တယ်။ Sure ဒီအပိုင်းနဲ့ပတ်သက်ပြီးအရင်စဆွေးနွေးအောင်စကားသမီးပြောအောင်ပေါ့ဗျာ။ Matias Cunha United ပြိသက်အများစုသဘောကျကြမှာပါ။ဒါကျွန်တော်ရဲ့တယောက်တည်း personal အမြင်ရအန်ဘူးမို့ထက် Cunha ကိုကျွန်တော်ပိုကြိုက်တယ်။ Cunha နဲ့ United နဲ့ပိုလိုက်ဖတ်တယ်။အောင်မြင်မယ်မအောင်မြင်ဘူးခြေသွမ်းပြနိုင်မယ်မပြနိုင်ဘူးကတော့ကျွန်တော်လည်းမသိဘူး။ဒါပေမဲ့ Uvan Adam မှာပြတ်သားသွားခဲ့တဲ့စွမ်းဆောင်ရေးပိုင်းအရာကတော့အထင်ကြီး လေးသားဘွယ်ရကောင်းတယ်အဲ့တော့သူကိုယ်တိုင်ကဒီအသင်းကိုလူလူချင်းချင်းနဲ့တောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။မာတီးယက်စ်ကူညာကိုလိုချင်ခဲ့တဲ့ကလပ်တင်းတွေကတော့ကျွန်တော်တို့ရထားတဲ့တွေ့ထားတဲ့သတင်းတွေမှာတော့အများကြီးပဲနှစ်သင်းသုံးသင်းလောက်ရှိတယ်ထိတန်းအသင်းတွေကြီးပဲ။ဒီထဲမှာမှကူညာဒဲအယူယူနိုက်တက်ကိုရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ဒီချန်ပီယံလိကစားရေးမကစားရေးကိုသူစိတ်ဝင်စားအောင်အဓိကသူယူနိုက်တက်အသင်းကိုပြောင်းချင်တယ်။သူ့ရဲ့အိမ်မက်တွေအမှန်တကယ်ဖြစ်လာပြီ။ဘာညာဆိုပြီးပြောခဲ့ပါတယ်။ဒီစကားတွေကတော့ဟို format ကြပေမဲ့ကစားသမားအများစုအတင်းပြောင်းရင်ပြောလိပြောထားရှိပေမဲ့ United ရဲ့လက်ရှိအခြေအနေနဲ့ပြန်ပြီးနှိုင်းရှင်ကြည့်မယ်ဆိုရင်ခူးညာ United အတင်းကိုတကယ်ချစ်တာလေဖြစ်က ောင်းဖြစ်နိုင်တယ်သူရဲ့ငယ်ဘဝတုန်းကကြိတ်ပြီးတော့ကြိုက်နှစ်သက်ခဲ့တဲ့အတင်းလည်းဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့အတင်းတင်းကအောင်မြင်နေဒီစကားပြောတာပြဿနာမဟုတ်ဘူးဒီချိန်မှာယူနိုက်တက်ကအဖက်ဖက်ကကြာရှုံးနေတာကြာရှုံးနေတဲ့အချိန်မှာသူကဒီအတင်းကိုမျက်နှိုးစွာနဲ့ရွေးချယ်ခဲ့တဲ့အတွက်ယူနိုက်တက်ပြိသက်တွေအတင်းတာဝန်ရှိတဲ့သူတွေမာဒီယက်ခူးညာကိုပို့ပြီးတံမိုးထားတင်တယ်ပွင့်လင်းပြောရင်တော့ခူးညာလိုကစားသမားမျိုးကကျန်တဲ့အတင်းတွေကိုပြောင်းမယ်ဆိုရင်လည်းပြောင်းရွှေ့လို့ရတယ်အခြေအနေမျိုးအဲ့တော့ယူနိုက်တက်ဖန်တွေအနေနဲ့အတင်းကို တကယ်ချစ်မြတ်နိုးတဲ့ကစားသမားတစ်ယောက်ရောက်လာတဲ့အပေါ်မှာဝမ်းသာတဲ့နယ်လို့ကျွန်တော်ယူဆပါတယ်နောက်တစ်ယောက်ကတော့ Trent Alexander Arnold ပေါ့အဲ့တော့ Trent နဲ့ပတ်သက်ပြီးဒီဗီဒီယိုအတူထွာလေးကြီးလည်းကြည့်လိုက်ရတယ်သူ့ရဲ့ Spain စကားပြောတဲ့လေတန်းတော်တော်လေးမိုက်တယ်ဗျာဟိုမသိရင်တကယ် Spain တယောက်ပြောသလိုမျိုးပေါ့တော်တော်များလည်းချီးကျူးကြပါတယ်အဲ့တော့ Trent ငကိုကလေးကဒီလိုမျိုးပြောဖို့တေချာလေးကျင့်ထားတဲ့ပုံတော့ပေါ်တယ်ဒါအပြင် Trent ဒီ Real Madrid အသင်းမှာ John Number 12ကိုဝစ်ဆင်ကစားတော့မှာလေဖြစ်ပါတယ်။ Trent Alexander Arnold လိုမျိုးလက်ရှိ right back ရဲ့အကောင်းဆုံး player တယောက် Real Madrid အသင်းကိုပြောင်းရွှေ့သွားခြင်းက Madrid အတွက်လည်းအများကြီးတန်ဖိုးရှိပါတယ်ထရန်တော့ Real Madrid အသင်းမှာတပတ်လောက်ကပေါင်2သိန်းကျော်လောက်ရမယ်လို့ကျွန်တော်သိထားတယ်။ Liverpool အသင်းစီကပေါင်10သန်းလောက် ပေးပြီးတော့တလားလောက်စောပြီးကြိုခေါ်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ FIFA Club World Cup မှာ Trent ကိုထည့်သွင်းအသုံးပြုခြင်းနဲ့အတွေ့အကြုံပဲဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ Trent Alexander Arnold ရော Matias Cunha ရောကစားသမားတင်နှစ်ယောက်လုံးအသင်းသစ်တွေမှာအောင်မြင်ပါစေလို့ပဲဆုတောင်းပေးပါတယ်ခင်ဗျ။ Okay နောက်ထပ်ဆွေးနွေးရမယ့်အပြောင်းရွှေ့သတင်းက Arsenal နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းတွေ။ Arsenal ဒီ Benjamin Sesko ကိုအဆင်မပြေဘူး။အဆင်မပြေတာတော့မဟုတ်ဘူးနော်။အနေငယ်ကြန့်ကြာနေတယ်ပေါ့။ Sesko ကိုခေါ်ကြည့်နေတဲ့ club တွေထဲမှာ sorry Pro League club တွေပါလား။အခုဗျပြဿနာကလည်းကစား Adamın တယောက်နဲ့တယောက်အပြောင်းရွှေ့တစ်ခုနဲ့တစ်ခုဟာနည်းနည်းသွားဆင်နေပေါ့နော်လောကတတိယတည်းမတူရင်တော့မှသွားပြီးဆင်နေတယ်အပြောင်းရွှေ့တစ်ခုမှာ၃ပွင့်ဆိုင်အဆင်ပြေမှဟိုအလုံး complete ဖြစ်တာဗျာ calculation ကစားသမားနဲ့သူ့ agent now အဲ့ကစားသမားကိုပိုင်တဲ့ club တင်ဝယ်မဲ့ club တင်အခုကကစားသမား agent နဲ့ဝယ်မဲ့ club အဆင်ပြေတယ်ဆိုရင်အဲ့ဒီပိုင်ထားတဲ့ club တင်တွေကကစားသမားစီကနော်ကြောင်းရွှေ့ကြီးတွေပို့ပြီးတော့လိုချင်နေတယ် shash ko လည်းအတိုင်းဖြစ်တာတစ်ဖက်က rocket လည်းအတိုင်းဖြစ်တာအဲ့တော့ shash ko ကိုသူတို့ထွက်ခွာမယ်ထွက်ခွာခွင့်ပေးမယ်ဆိုတဲ့ အမောင့်ပမာဏတရရှိတယ်ဗျာတကယ်တမ်းတသိန်းတရကန်းလန်းလာတဲ့အခါကျတော့အခုအာဤဒက်ကန်းလန်းနေအထက်မကတော့အမောင့်ပမာဏပို့လို့ခြင်းနေတယ်အဲ့လိုကြီးကြတော့အဆင်မပြေဘူးလေဗန်ဂျမင်ရှက်ကိုဒီလောက်အမောင့်ပမာဏနဲ့ထွက်ခွာခွင့်ပေးမယ်ဆိုရင်ပေးတင်တယ်သို့တော့ကသာသမားရဲ့စွမ်းဆောင်ရည်မြင့်မားလာတဲ့အတွက်ကြောင့်စာချုပ်စာတမ်းပါအချက်လက်ရယူရိုတန်80လောက်ဖြစ်သွားပြီဘာညာဆိုတဲ့သတင်းမျိုးတွေကျွန်တော်ရှေ့မှာလဲကြားထားရတယ်အဲ့တော့ဝယ်မဲ့ကလပ်ကသူတို့ဂျားထဲမှာချုပ်ဆိုထားတဲ့စာချုပ်ပါအချက်လက်တွေကဟုတ်လားမဟုတ်လားမသိဘူးအဲ့တော့ကသာသမားအနေနဲ့ကလည်းအတင်းက လက်မလွတ်တဲ့အခါကျတော့ပြောင်းရွှေ့ဖို့ပြဿနာအနေငယ်ရှိတယ်ဆွေးနွေးညီနိုင်ဖို့ပြဿနာအနေငယ်ရှိတယ်အဲ့အတွက်ကြောင့်ရှက်ရှ်ကိုနဲ့ခဏလေးရက်နေတဖက်ကယောဂက်ရှ်ကလည်းထုံနီတူပဲကျွန်တော်လွန်ခဲ့တဲ့တပတ်လောက်ထဲကအဲ့ဒီသတင်းကိုပြောခဲ့ပြီးအခုနောက်ဆက်တွဲသတင်းတွေထွက်လာတယ်ဒီတိုင်းပဲဖီလီယောဂက်ရှ်ရဲ့ အေဂျင့်ရယ်။နောက် Sporting Lisbon ဥက္ကဋ္ဌ။ Quantity တက်နေ။အဲ့တော့ Lisbon ဥက္ကဋ္ဌညင်းနေဗျာ။ငါတို့က Gentleman Agreement မယူခဲ့ဘူးတဲ့။အဲ့တော့ AIB အခုချိန်မှာ Vidal Jorgic ဘက်ကိုပြန်လှည့်ပြီးတော့တောင်းချွေကြီး Euro Tan 50 plus blah blah Euro Tan 60 plus blah blah ကလမ်းမှုတစ်ခုရှိခဲ့တယ်။တိုးတော့ခုနကကျွန်တော်ပြောသလိုမျိုး Sporting Lisbon ကအဲ့လို Gentleman Agreement မယူခဲ့ဘူးလို့ညင်းထားတယ်။အဲ့တချို့သတင်းဖော်ပြချက်တွေမှာကြောက်ရလဲ။သူတို့ Gentleman Agreement တော့ယူထားတယ်။ဒါပေမဲ့အထက်မကတဲ့အမောင်းပမာဏဆိုပြီးထပ်ပြောပြန်တယ်။ဘသူကမှန်ပြီးဘသူကမှားလဲတော့ကျွန်တော်လည်းမသိဘူး။ဒါပေ မဲ့ပြဿနာဒီကစားသမားကိုပိုင်တဲ့ ကလပ်သင်းတွေရဲ့လူကျင်တဲ့ရမတ်တွေကြီးထွားနေတယ်လို့ပဲကျွန်တော်ထင်တယ်။အဲ့ဒါတသင်းနဲ့မဟုတ်ဘူး။အသင်းတော်များအဲ့လိုဖြစ်နေတာ။ Liverpool များ Liverpool အဲ့ဒီပြဿနာစဖြစ်တယ်ကျွန်တော်မြင်တာပဲ။ Liverpool ကရအောင်သား Florian Wirtz ကိုခေါ်သွားရပြီမယ်။ပြောင်းရွှေ့ကြီးကိုနှိမ့်နေအောင်ပေးခဲ့ရတာ။သူတို့တခြားကလပ်သင်းတွေကိုရောင်းရင်အဲ့လောက်ရဖို့မလွယ်ဘူးသိတယ်။တိုးတော့ Liverpool ကအရင်လူကျင်နေတဲ့အခါကျတော့မာမရဘူးဒီလောက်အမောပမာဏပေးမှရမယ်ပါညာရှောက်ပြောတာ။အဲ့ဒီတာဝန်ရှိတဲ့သူတွေလည်းကျွန်တော်တို့ကစားသမားဘဝတော့မြင်ခဲ့ဘူးတဲ့ကောင်းနေပါအကုန်လုံးကဆိုတော့တခြားပြောင်းရွှေ့တွေလည်းကြည့် Borussia တော့မှ Gideon's ကိုမရောင်းခြင်းမရောင်းခြင်းတာတဆိုင်ရောင်းခြင်းတယ်မရောင်းခြင်းတာမဟုတ်ရောင်းခြင်းတယ်ဒါပေမဲ့ပြောင်းရွှေ့ခြင်းကိုအများကြီးလိုချင်နေတဲ့ခါကျတော့ပြဿနာတွေတက် Chelsea က Gideon's ကိုမရလိုက်ဘူး။ Now my young အဲ့တိုင်းပဲတနေ့ပဲကြံတော့တဲ့ကစားသမားဗျာ player ကလည်းစောင်းတဲ့မတိုးခြင်းဘူးအဲ့ဒါကိုဟာ Euro 25တန်းရမှလို့ပါလို့ရှောက်ပြောနေတယ်စိတ်ပြက်စရာကြီးဗျာပြန်စင်းစားခြင်းအခု AIB Jokic ကိုပြန်လဲပြောင်းလဲပြစ်မှတ်ထားလာတယ်ဆိုပေမဲ့ ဘန်ဂျမင်ရှက်ရှ်ကိုနဲ့ပုံတံတွားတူတဲ့အတွက်ကြောင့်ဒီအပြောင်းရွှေ့တွေကထင်သလောက်ရိုးရှင်းမှုမရှိဘူးလို့ပဲကျွန်တော်ထင်တယ်။ဒါပေမဲ့ဈေးမောင်းပမာဏဘန်ဂျမင်ရှက်ရှ်ကိုဒီထင်တာအထက်ပိုများနေမယ်ဆိုရင်အာစနယ်ငကိုတွေးထားတာပိုများနေမယ်ဆိုရင်တော့ယော့ကီယက်ကိုပြောင်းလဲပြစ်မှတ်ထားဖို့အခြေအနေတွေအများကြီးရှိနိုင်တယ်လို့ကျွန်တော်ထင်တယ်။ဖီဒယ်ယော့ကီယက်ပြဿနာကလည်း Sporting Lisbon လိုချင်နေတဲ့အမောင်းပမာဏသူတို့ငကိုတော့ Gentleman Agreement နဲ့မှယူထားတဲ့အမောင်းပမာဏနဲ့ကွာဟနေတဲ့အခါကျတော့ရှေ့လျှောက်ဘလို့အမောင်းပမာဏကြီးထပ်ဖြစ်မလဲတော့အတိအကျမသိဘူး။ဒါပေမဲ့ရှက်ကိုနဲ့ယော့ကီယက်နဲ့ ်ဆိုရင်လက်ရှိအချိန်မှာ Shashko ရဲ့ပြောင်းရွှေ့ခြင်းအမောက်ပမာဏကပိုများတဲ့အတွက် အာစတင်ကဒီတစ်ဖက်ကဗီဒီယိုဂက်ကိုပြန်ပြီးတော့စိတ်ဝင်စားတဲ့ပုံတံမျိုးလည်းဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲဒါကြောင့်ဒီလက်ရှိအချိန်မှာအပြောင်းရွှေ့တည်နေတဲ့ပတ်သက်ပြီးတော့တတိချဘေးရာမှပြောလို့မရသေးဘူးရှက်ရှ်ကိုလိုက်တယ်ဆိုရင်ပဲယောဂီယက်ကလည်းအာစနယ်တင်းကိုရောက်တဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်လို့ဘန်ဂျမင်ရှက်ရှ်ကိုနဲ့ပဲအဆင်ပြေသွားတယ်ဆိုတဲ့ပုံတံမျိုးလည်းဖြစ်သွားပါလိမ့်မယ်ဒါပေမဲ့အာစနယ်ပရိသတ်တွေအနေနဲ့ဟိုစိုးရိမ်တာတော့စိုးရိမ်တာတစ်ပိုင်းပေါ့ဗျာဒါကျွန်တော်လက်ခံပါတယ်ကိုအသင်းကရှေ့မှာလည်းအဲ့လိုထင်တယ်လို့ဖြစ်မလာခဲ့တဲ့အပြောင်းရွှေ့တွေရှိတဲ့အခါကျတော့ဘယ်ပရိသတ်မှဟာ ါတို့အသင်းကိုမျက်စိမိတ်ပြီးယုံလိုက်ဆိုပြီးပြောမှာမဟုတ်ဘူး။တို့မယ်ကျွန်တော်ထင်ပါတယ်အာစနယ်အသင်းဒီထိပ်ပိုင်းကတာဝန်ရှိတဲ့တွေထဲမှာအပြောင်းလဲရေလှုပ်ထားတဲ့အခါကျတော့သူတိုက်စစ်မှုတရားတော့မဖြစ်မနေခေါ်မှာပါ။ဘယ်တိုက်စစ်ကစားသမားခေါ်မလဲဆိုတာဒါအတိအကျမသိရသေးတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ Fabrizio Romano ရဲ့မနေ့တုန်းကပြည်သက်ကြားတဲ့စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။